အလုံးစုံမင်းသူရှစ်ပြည့်ဟောသူကအချိန်ကြာမင်းစွာတွေကမင်းကိုစောက်ဆိုင်နေပါပြီသူကပြောလိုက်ပါတယ် ထိုလ်လူကပြောပြီးတဲ့နောက်အစိမ်းအောင်ဓာတ်ကွဲထွက်သွားပြီးဂျိုစီကိုဥတီနေတဲ့ဥမေလန်ကောင်တစ်ခုကဖြစ်ပေါ်လာပါတယ်။ဝမ်လင်းရဲ့ခန္ဓာကိုယ်ကမလှုပ်ရှားပေမဲ့အောက်ကအစိမ်းအောင်ဓာတ်ကလှုပ်ရှားပြီးသူ့ကိုထိုင်ဝမ်ဂျိုစီကိုပြန်တန်းသွားစီပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်။ပြန်တန်းနေဝမ်လင်းကစဉ်းစားပြီးတော့တွေးတော့လာပါတယ်။ဒီလူကငါဟင်းသားဗလာဂျိုကနေလာတာကိုသိတယ်။အလုံးစုံမင်းသူကငါ့ကိုစောင့်နေလို့လေသူကပြောတယ်။ဒီအလုံးစုံမင်းသူမှာကောင်းကင်ရဲ့ကဘာကိုမြင်နိုင်ပြီး ငါလာမယ်ဆိုတော့တွက်ချက်နိုင်တဲ့နီးပညာတစ်ခုကရှိနေရလားအဲ့လိုဆိုရင်တော့ဒီပုဂ္ဂိုလ်ရဲ့နီးပညာကအရန်အောင်အန်ဖေးရကောင်းလိမ့်မယ်ဝန်လင်းကတွေးတောနေတော့အောက်ကပြန်တန်းနေတဲ့ဓာတ်ထိုင်ရန်ဂျိုစီကိုအမြင်ပဲပြတ်တန်းသွားပါတယ်မတိုင်ခင်မှာပြန်တန်းနေတဲ့ဓာတ်သူတို့ဂျိုသေးကိုပို့ဆောင်လိုက်ပါတယ်နေရူရဲ့ဖီကသူတို့ရဲ့မျက်နှာပြင်ဓာတ်ထက်ထက်လို့ထိုးနေရင်ပဲအောက်ကဓာတ်ထွက်ပေါ်လာတဲ့နူးညံ့တဲ့အလင်းရောင်ကဖီအောင်နေရာတစ်ခုထိရွတ်ကျစေပါတယ်ဝန်လင်းကတော့အစိမ်းအောင်အလင်းတန်းများဝင်းရနေပြီးလေရူကိုဖျက်ပြီးချက်ချင်းထိုင်ရန်ဂျိုသေးကိုဝင်ရောက်သွားပါတယ်လေရီကနေဝန်လင်းကဂျိုရဲ့မျက်နှာပြင်အများစုကို ခရင်ရောက်အဖေများဖုံးလန်းနေတာကိုမြင်လိုက်ရပါတယ်ထိုအဖေနေရဲ့ရွက်တွေကလေတိုက်ခဲတဲ့အခါ ရွှေရွှေတံများထပ်ပေါ်လာပါတယ်။မေးနီးတဲ့ခံစားချက်တစ်ခုကလည်းသူ့ရဲ့နှလုံးသားထဲမှာ ပေါ်လာပါတယ်။သူကတပင်းကိုချလိုက်ပြီးအဝေးကိုပြန်ဆင်းသွားပါတယ်။အစိမ်းအောင်ဓာတ်ဝင်လင်းကိုမထိန်ချောနိုင်ပါဘူး။ထိုအရာဝင်လင်းကိုကုန်းကင်ကန်ကြမ္မာဂိုင်းစီကိုပို့ဆောင်ဖို့အစိမ်းအောင်ဓာတ်ကိုတော့ဝင်လင်းကမထိန်ချောနိုင်ပါဘူး။ထိုအရာဝင်လင်းကိုကုန်းကင်ကန်ကြမ္မာဂိုင်းစီကိုပို့ဆောင်ဖို့သူ့ဘက်ကသူပြန်တန်းနေရဖြစ်ပါတယ်။သူတို့ဝင်ရောက်လာတဲ့နေရာကဂိုင်းနဲ့မွေးတဲ့အတွက်အမွေးတိုင်းတုံးချောင်းစာအချိန်ကြာပြီးတဲ့နောက်ကုန်းကင်ကန်ကြမ္မာဂိုင်းရဲ့အရှိမဝင်လင်းကပေါ်လာပါတယ်။သူ့ရဲ့မျိုးလုံးများကလည်းတောက်ပေါက်လာပြီးအစိမ်းအောင်ဓာတ်ဘောကနေခုန်ဆင်း ီးမြေပေါ်ဆင်းသက်လိုက်ပါတယ်အစိမ်းရောက်ဓာတ်ကလည်းမက်ဆီတမိတ်အတွင်းမှာပဲပျောက်ကွယ်သွားပါတယ် ထိုင်ဝမ်ဂျူရဲ့အရှိတ်ချမ်းမှာကောင်းကင်ကံကြမ္မာခံရရှိပါတယ်။မြို့ခိုးများနဲ့လည်းဖုံးလန်းနေပါတယ်။မြို့နဲ့မိုးတိတ်နေရထူထပ်စွာနဲ့ပြင်းထန်နေရကြောင်းအဝေးအနေကြီးရင်ဂိုင်းကိုအမြူလာရီနဲ့ဖုံးအောင်ထားသလိုဖြစ်နေပြီးအတွင်ဘက်မှာဘာရှိနေလဲဆိုတော့မမြင်ရပါဘူး။ကြီးမားတဲ့ဗိမာန်ကြီးတစ်ခုကအလင်းမှမျောနေပြီးနူးညံ့တဲ့ရွှေရောင်လင်းတန်းများထွက်နေပါတယ်။ဗိမာန်ရဲ့အောက်မှာတော့တောင်အောင်စိမ့်တဲ့လေကားတွေဖြစ်တဲ့မျောနေတဲ့ကြောက်တုံးတွေရရှိနေပါတယ်။ထိုအရာကောင်းကင်ကံကြမ္မာခံရဲ့အပြစ်ကိုင်းတရှိရနေရပါ။ယခုချိန်မှာဒါအလင်းတွေကကောင်းကင်ကံကြမ္မာခံတစ်လျှောက်မှဟိုဟိုဒီဒီပြောင်းဝဲနေပါတယ်။ ခိုင်ကလည်းရောင်းမှာစီကားနေပါတယ်ဝလင်းကတောင်ပြေဘက်မှာရက်နေပြီးကြီးမားတဲ့ဖိမန့်ကိုကြည့်နေပါတယ်သူကနှဆိုင်သောနဲ့အတောကိုရှူသိမ်းပြီးရှေ့ကိုခြေတလန်ထိုးလိုက်ပါတယ်ပြီးတော့အဖီအော်နေနောက်တစ်ခုဖြစ်ပြောင်းလဲသွားပြီးရှေ့ကိုပြေထွက်သွားပါတယ်မကြခင်မှာပဲဝန်လင်းကတောင်ကြီးတစ်ထောင်စီကိုရောက်လာပါတယ်တောင်ဖြတ်ကူးတော့မယ်ဆိုတော့သူ့ရဲ့မျက်နှာမူရာပြောင်းလဲသွားပြီးရက်လိုက်ကအဝေးကိုခြေလိုက်ပါတယ်လာရောက်သူရက်လိုက်ဆန်း အဝေးကနေတဲတဲမိသားတို့ခုကထွက်ပေါ်လာပါတယ်ထိုအတန်ကဘာခစားချက်မှမပါပဲပြင်းပြနေရာကြောင့်အမျိုးသားလားအမျိုးသမီးလားဆိုတာတော့ခွဲခြားလို့မရပါဘူးဝယ်လင်းရဲ့မျက်နှာမူရာရိုသေလေးစားမှုအဖြစ်နဲ့ဖြစ်လာပါတယ်သူကလက်နှစ်ဖက်ဆုပ်ပြီးမမကြင်နဲ့ပြောလိုက်ပါတယ်ဟင်းတော့ဘရာဂျိုကဝယ်လင်းကအလုံးစုံမင်းသူကိုနှုတ်ဆက်ဖို့အတွက်ရောက်ရှိလာတာပါဝယ်လင်းအလုံးစုံမင်းသူရှစ်ဖြစ်ဟောသူကမင်းရောက်လာမယ်ဆိုတော့ကြိုတင်သိပြီသားဒါပေမဲ့ကောင်းကင်ကံကြမ္မာဂိုင်းတဲ့ကိုဝင်ဖို့ဆိုရင်ဂုံနူးဆောင်တပည့်တွေကတော့စမ်းတုံးမှုတုံးကူကိုဖျက်ချော်ရတယ် မင်းရလက်ခံရဲလားဝန်လင်းရဲ့မျက်နှာမူရအရန်ရောလေးနက်တဲ့ပုံစံဖြစ်နေပါတယ်သူကချက်ချင်းမဖြစ်ပဲမိလိုက်ပါတယ်စမ်းသပ်မှု၃ခုကဘာတွေလဲပထမစမ်းသပ်မှု လူသားစမ်းသပ်မှုဒီစမ်းသပ်မှုကမင်းရဲ့တောင်နှလုံးသားကိုစမ်းသပ်တယ်ဒုတိယစမ်းသပ်မှုမြေကြီးစမ်းသပ်မှုဒီစမ်းသပ်မှုကမင်းရဲ့ကြင်ကြံမှုကိုစမ်းသပ်တယ်တတိယစမ်းသပ်မှုကောင်းကင်စမ်းသပ်မှုဒီစမ်းသပ်မှုကမင်းရဲ့နယ်ပယ်ကိုစမ်းသပ်တယ်ဒီစမ်းသပ်မှု၃ခုကိုဖျောက်ချပြီးမှမင်းကကောင်းကင်ကံကြမ္မာခိုင်းကိုဝင်လို့ရမယ်။မင်းကလုံရဲလား ထိုအတန်အမြရောသားမပါဘဲပြင်းပြင်းနေတော့မှအတန်အပြောပြီးရတော့အလင်းနဲ့ထောင်ပေါင်းများစွာဝလင်းရဲ့ရှိမှဘေးဥပုံစံစဝိုင်းတစ်ခုဖြစ်လာအောင်စူးစိလာကြပါတယ်ဝလင်းကတော့ပြုံးလိုက်ပြီးပြောလိုက်ပါတယ်ဘာလို့မလုပ်ရဲရမှာလဲပြောပြီးတော့လည်းသူကဘေးဥပုံစံစဝိုင်းတဲ့ကိုဝင်သွားပါတယ်မြေမာတဲ့တောင်ထိပ်ပေါ်ကကောင်းကင်ကန်ကြမ္မာခိုင်းမှာ ဘော်ဒီပင်တပင်အားရှိပါတယ်ထိုပင်ရဲ့အကင်ခက်တွေအားအရင်ကမှကျက်ပဲနာကြောင်းကောင်းကင်ကိုဖုံးထားတဲ့ထီတစ်ခုလိုပါပဲကြီးမီးတဲ့လူတိုင်းကကိုးကွက်ခြင်းနဲ့စိတ်များဖြစ်ပေါ်လာကြပါတယ်ယခုချိန်မှာထိုပင်ရဲ့အောက်မှာလူသုံးဦးကရှိနေပါတယ်ရှေဆုံးကလူကအသက်ကြီးတဲ့လူတယောက်သူ့ရဲ့မျက်နှာမှာတော့နူးညံ့တဲ့အမူအရာများရှိနေပြီးသူ့ရဲ့ဆံဖြူများလေထဲမှာတလွင်လွင်နဲ့ဖြစ်နေပါတယ်ဒါ ware သူကတော့အိုမီနီရဲ့ပုံပေါ်ပဲလောကကြီးနဲ့မသက်ဆိုင်သလိုခံစားချက်မျိုးပေးဆွနေပါတယ်သူ့ရဲ့မျိုးလုံးတွေကအသက်ပြည့်ရောင်းနေတဲ့လူငယ်တွေထက်တော့ပိုပြီးတော့လင်းလန်းနေပါတယ် အထူးသဖြင့်သူ့ရဲ့မျက်ခုံးဝင်းတစ်ခုကသူ့ရဲ့မျက်နှာပေါ်မှာလင်းနေတူဖြင်းင်းဆောင်နဲ့လှူရှားနေတဲ့ငကားဖြုံနှကောင်လိုပါပဲသူ့ရဲ့အချီကအဝေးကိုကြီးနေပြီးအသက်ရွေးရင်ကျက်မှုကိုပြသနေပါတယ်သူ့နောက်မှာတော့လူနှစ်ယောက်ကယူသေးဆောင်နဲ့ရင်နေကြပြီးသူတို့နှစ်ယောက်စလုံးကအသက်30လောက်ရှိပုံရပါတယ်တယောက်ကတော့ဖြုံးနေပြီးအရောင်းကိုဖော်ရွှေတဲ့ပုံပေါ်နေပါတယ်နောက်တယောက်ကတော့ခန်းစားချက်မဲတဲ့မျိုးလုံးနဲ့အလေးနက်ထားတဲ့မျက်နှာနဲ့ရင်နေပါတယ်ပြုံးရွှင်နေတဲ့လူကနူးညံ့တဲ့လူကြီးကိုကြည့်ပြီးသူကပြောလိုက်ပါတယ် ဆရာဒီလူကဂုံလူဆောင်တပည့်တယောက်ပဲဘာလို့စံတမ်းမှုတုံးကိုဖျက်ချော့ခံရတာလဲအသက်ကြီးတဲ့လူကြီးရဲ့မျိုးလုံးများကတော့မိုးကြိုးလိုမျိုးအဝေးကိုကြည့်ရင်ဖင်းချင်းဆော့နေပြောလိုက်ပါတယ်ငါသူ့ကိုတပည့်ဖြစ်လက်ခံလိုက်တာခဏတာစိတ်ကူးနေပဲဆရာနဲ့တပည့်ကံတမောကိုစိုက်ပြိုးလိုက်တာရာစုနည်းတစ်ခုပဲရှိသေးတယ်သူ့ရဲ့ကြင်ကြံမှုအစင်းဟာဒီအစင်းကိုရောက်နေပြီသူကတမန်လူမဟုတ်ဘူးလူညံ့တဲ့ပုံပေါ်တဲ့လူကလည်းပြုံးလိုက်ပြီသူကပြောလိုက်ပါတယ်ဆရာရဲ့အိမ်မဆိုင်မှုကိုရတာသူ့ရဲ့ကံပဲ သူကတော့စံတမှုသုံးခုကိုအောင်မြင်မယ်ဆိုရင်တော့ခရင်ရောက်တိန်ဆိုင်ရှိအောင်ခေါ်သွားလိုက်အသက်ကြီးတဲ့လူကလီဟာနေကိုတစ်ချက်ပြန်ကြည့်လိုက်ပြီးရှေ့ကိုတလန်တိုးပြီးတော့ပြောက်ကွက်သွားပါတယ်နူညံ့တဲ့ပုံပေါ်တဲ့လူနဲ့မျက်နှာအနိထားအလင်းနဲ့ဖြစ်နေတဲ့လူနှစ်ယောက်လုံးကပြန်ဖြေလိုက်ကြပါတယ်အသက်ကြီးတဲ့လူကြီးကထွက်သွားတဲ့အထိသူတို့ကခေါင်းငုပ်ပြီးရိုသေစွာနဲ့ရင်းနေကြပါတယ်မျက်နှာအနိထားအလင်းနဲ့ဖြစ်နေတဲ့လူငယ်ကပြုံးလိုက်ပြီးသူကပြောလိုက်ပါတယ်ခရင်ရောက်တိန်ဆိုင်စိတ်ဝင်စားဖို့တော့ကောင်းတာပဲညီငယ်ကျိုးဘာစိတ်ဝင်စားဖို့ကောင်းတာလေနူးညံ့တဲ့ပုံပေါ်တဲ့လူကကြိုးဆူတဲ့လူဘက်ကိုလှည့်ပြီးကြိလိုက်ပါလေအကိုကြည့် အကိုကြီးကညီငယ်ကိုစမ်းတက်နေရလားခံရောက်တိမ်ဆိုင်ရင်ဆိုတော့တမန်ဂုံလူဆောင်တပည့်တယောက်ကိုနေထိုင်လို့ရတဲ့နေရာမဟုတ်ဘူးခံရောက်ကောင်းကင်နန်းတော်နဲ့ကျွန်တော်ရဲ့ခံရောက်အိမ်မက်နန်းတော်တွေကဆရာရဲ့တကယ်အစ်မန်တပည့်တွေရတာနေထိုင်ခွင့်ရှိတဲ့နေရာပဲခံရောက်တိမ်ဆိုင်ရင်ကိုမကြခင်ခံရောက်တသားနန်းတော်လို့အမိပြောင်းလိုက်တော့မှထင်တယ်လူမြန်တဲ့ပုံတံရှိတဲ့လူကလည်းပြောင်းဝင်လိုက်ပြီးဝလင်းကရိုးရှင်းတဲ့လူမဟုတ်ဘူးဆရာကလည်းတကယ်ကိုနောက်ထပ်တပည့်တယောက်လက်ခံဖို့အတွက်စိတ်ပါနေတဲ့ပုံရတယ်ငါတို့မှနောက်ထပ်ညီငယ်တယောက်ဟာရှိရတော့မှာပေါ့ဒါကဝမ်းသာစရာမကောင်းဘူးလား ကိုကြီးကိုစိတ်ထဲမှာမရှိရတယ်မပြောပါနဲ့ကျိုးလို့ခေါ်တဲ့လူကတော့နှခေါင်းကိုရှုပ်ပြီးအဝေးကိုထွက်သွားပါတယ်ထိုအချိန်မှာလူညံ့တဲ့ပုံတံရှိတဲ့လူတယောက်ထရရတာကြံခဲ့ပါတယ်သူ့ရဲ့မျိုးလုံးများတော့တင်းနေနေပေမဲ့တစုံတစ်ခုကိုနားမလဲသလိုအကြည့်မျိုးနဲ့ကြည့်နေပါတယ်သူကတော်တော်လေးပြောလိုက်ပါတယ် ခရင်ရောက်တင်ဆိုင်ဆရာရဲ့ရွေးချယ်မှုကတကယ်ကိုစိတ်ဝင်စားစရာပဲညီငယ်ဆွန်ရန်ဆရာမင်းပေါ်မှာယုံကြည်မှုလုံးဝကိုကင်းမဲ့သွားပြီထင်တယ်။ဝလင်းအတွက်တော့ဘေးဥပုံအလင်းရောက်စဝိုင်းလေးကိုချစ်ချလိုက်တာနဲ့မြင်ကွင်းနေရာဝါတာတာဖြစ်သွားပြီးကျဲပဲလုံလာတဲ့အဖင်ရောကဘာတစ်ခုတည်းကိုရောက်ရှိသွားပါတယ်။ထိုနေရာရဲ့အဆုံးတော့မမြင်နိုင်ပါဘူး။စစ်ကြောဝရာထဲမှာရောက်နေသလိုပါပဲ။ထိုနေရာမှာရက်နေတော့သူ့ရဲ့စိတ်ထဲမှာအထီးကျပ်မှုများပေါ်လာပါတယ်။ဝလင်းရဲ့မျိုးလုံးများကတော့တောက်ပသွားပြီးစိတ်ထဲကအထီးကျပ်မှုကလည်းပျောက်ကွယ်သွားပါတယ်။ စိတ်ဝင်စားစရာပဲဒီနေရာငါရဲ့စိတ်ကိုပြောင်းလဲစေနိုင်တယ်ဝလင်းကသူ့ရဲ့နှဖျားယုံကိုအယံမျက်နှာအနှံ့ဖျက်ချလိုက်ပါတယ်သူ့ရဲ့စိတ်ဝင်ရဲ့အတွင်ပြောင်းခြင်းအစောပိုင်းအဆင့်နှဖျားယုံနဲ့တခဏလေးအထင်းမှာပဲကီလိုမီတာထောင်ပေါင်းများစွာအတွင်အရာအလုံးကသူ့ရဲ့စိတ်ထဲမှာပေါ်လာပါတယ်ပထမစံသက်မှုကငါရဲ့တောက်ကိုစိတ်ကိုစံသက်မှာဝလင်းကခဏတာစဉ်းစားလိုက်ပါတယ်ထိုအချိန်မှာဝလင်းရဲ့ရှေ့မှာမှုံဝါပုံရိပ်တစ်ခုကပေါ်လာပြီးသူ့စီကိုတလန်းခြင်းရှောက်တော့ပါတယ်ဝလင်းကကြည့်လိုက်ပြီမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့မလှုပ်ပါဘူးပုံရိပ်ကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာပြီးလှပတဲ့အမျိုးသမီးရဲ့မျက်နှာကိုပြတ်သားလာပါတယ် ်။သူကတော့လီမူအန်ပါ။လီမူအန်ဝန်လင်းကိုကြည့်ပြီးဝမ်းသာအားရတဲ့အဖြုံတစ်ခုကိုပြောလိုက်ပါတယ်။တစုံတစ်ခုကိုပြောဖို့သူမကပါစပ်ကိုဟားလိုက်ပြီမဲ့ဝန်လင်းကတော့ဘာမှမကြားပါဘူး။ခဏအကြာမှာတော့လီမူအန်ကစိုးရင်ဖူပန်လာပြီးခြေလမ်းနှင်းငယ်နီးကပ်လာပါတယ်။ဝန်လင်းကလီမူအန်ကိုကြည့်ပြီးတူတူလေးပြောလိုက်ပါတယ်။ဒါကပထမဆန်သက်မှုလား။ငါရဲ့တာကိုစိတ်ကနေဖက်စီးထားတဲ့ပုံရိပ်။ဒါကခက်ခဲတဲ့ရာတော့မဟုတ်ဘူး။ ဝယ်လင်းကခြေတန်းတိုးလိုက်တာနဲ့လီမွယ်ရဲ့နားကိုလှမ်းမြဆွမ်းနဲ့ယူလျားသွားပါတယ်။သူမရဲ့ခေါင်းကိုဆုပ်ကင်ပြီးဝယ်လင်းကပြောင်းလိုက်ပါတယ်။တောက်ကိုစိတ်လီမွယ်ကလည်းမိမိနဲ့ပြုံပြီးဝယ်လင်းနဲ့အတူပြတ်ကွက်သွားပါတယ်။ကောင်းကင်ကန်ဂျမာခိုင်းကဘော်ဒီပင်အောက်မှာလူညံ့တဲ့ပုံတံရှိတဲ့လူငယ်တယောက်ကအမေနိတ်တန်ကိုပေးလိုက်ပြီးသူ့ရဲ့မျက်လုံးထဲမှာလည်းလှုပ်ဝက်စမ်းကြတဲ့အလင်းတန်းများထွက်ပေါ်နေပါတယ်။ဆရာမားနေရမဟုတ်ရင်ဒီလူကအလွန်ပညာရှိတယ်။တမန်လူတွေကပထမဆန်တက်မှုအတွက်အရာအလုံးကိုရှုံချဖို့စိတ်ကိုငြိမ်အောင်ထားရတယ်။ဒါမှမဟုတ်အတင်းကျပ်ဖောက်ထွက်ဖို့အတွက်ကြိုးစားတယ်။ဒီလူကတော့တကယ်ကိုစိတ်ဝင်စား ားစရာပဲတောက်ရှာဖွေဖို့အတွက်ဆုံးဖြတ်လိုက်တယ်စိတ်ဝင်စားစရာပဲဒီလူရဲ့နီလန်းညီလေးစွန်ရံနဲ့အတူတူပဲဒါပေမဲ့ဂျူနီယာညီလေးစွန်ရံက68ရက်ခံခဲ့တယ်သူကရောဘလောက်ကြက်တာခံနိုင်မလဲဆိုတာစိတ်ဝင်စားစရာပဲလူညက်နဲ့ပုံပေါက်တဲ့အမျိုးသားသူ့ရဲ့မေးစိတ်ကိုဖုတ်ပြီးမမြင်နိုင်တဲ့အပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ် သူ့ရဲ့အကြီးအတင်းနေမဲ့သူ့ရဲ့မျိုးလုံးထဲမှာတော့လျှက်တပြဲမိတ်တုံမိတ်တုံလင်းလာတဲ့ထူးဆန်းတဲ့အလင်းရောင်တစ်ခုဟာရှိနေပါတယ်။ကောင်းကင်ကံကြမ္မာခံရဲ့ဆက်သက်မှု၃ခုကိုအလုံးစုံမြင်သူကကိုရိုင်းဖန်တီးခဲ့တာဖြစ်ပါတယ်။သူကလေဟာနယ်ကိုခွဲပြီးဆက်သက်မှု၃ခုကိုဖြစ်ပေါ်လာစေဖို့အတွက်အထူးနေရာတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဆက်သက်မှု၃ခုကိုအောင်မြင်ပြီးမှသာ ကောင်းကင်ကံကြမ္မာခံရဲ့တပည့်ဖြစ်လာဖို့အတွက်ရည်ချင်းရှိလာမှာပါ။ ထိုရာကြောက်ဆလို့မပြောင်းလဲနိုင်တဲ့စီမင်းတစ်ခုပါဘသူကမှထိုရာကိုပြောင်းလဲလို့မရပါဘူးယခုချိန်မှာလူသားစံသက်မှုထဲမှာတနည်းအားလုံးဖုံးထားတဲ့ကလကာကြီးတစ်ခုကရှိနေပါတယ် ထိုနေရာရဲ့အလယ်ဘုံမှာဒုက္ခပုံလိုနေရာတစ်ခုကရှိပါတယ်ထိုနေရာမှာပန်းတွေငှက်တွေမုံမခပင်များနဲ့ပြင်းထန်နေပါတယ်ခွေးဟောင်းတံများကိုလည်းကြားပါမယ်တိတ်ဆိတ်မှုကိုပျက်စီးသွားစေမယ့်အစားအိပ်ပျောက်နေသူကိုနှုတ်ထားစေတဲ့ဟောင်းတံလိုပါပဲထိုဒုက္ခပုံကတော့ရွာတွေ့ရပါရွာသားတွေအများကြီးကတော့မရှိပါနဲ့အလုံးကတယောက်နဲ့တယောက်အပြည့်အဝလေးစားပြီးကောင်းမွန်တဲ့နေထိုင်ကြပါတယ် ရွာရဲ့မြောက်ဘက်အဆုံကတတိယအိမ်မှာကိုပိုင်ခြံဝန်းတစ်ခုကရှိပါတယ်။ရိုးရှင်းပြီမဲ့ဘသူကကြည့်ကြည့်တရော့တတရှိရလို့ထင်ပါပါ။တကားရဲ့ရှိမှာတော့ရွှေအောင်မြက်ပင်ရဲ့အနေငယ်ရရှိနေတာကຫນွေဦးရတီဖြစ်ကြောင်းပြသနေပါတယ်။ ခြံထဲမှာမိသွေးတွေအများကြီးကလည်းရှိပြီးအနီးနားမှာတော့တစ်သားကလဟိုင်းနေနဲ့အလယ်မှာတော့တစ်သားစပွဲတစ်လုံးဟာရှိပါတယ်။ဇပွဲဘုံမှာလည်းလဖေးရီအုံနဲ့လဖေးရီခွက်တွေဟာရှိပါတယ်။ယခုချိန်မှာအရေးကြောင်းများဖြစ်နေတဲ့အဖိုးကြီးတယောက်ကကလထိုင်ဘုံမှာထိုင်ပြီးလဖေးရီကိုတောက်နေပါတယ်။ထိုလူရဲ့ဇွေများကလည်းဖြူနေပေမဲ့သူ့ရဲ့ပုံစံကတော့အသက်ကြီးတဲ့ပုံပေါက်ပါဘူး။လဖေးရီတောက်ပြီးတဲ့နောက်သူကခေါင်းကိုမော့ပြီးအိမ်ထဲကိုကြီးလိုက်ပါတယ်။အိမ်ထဲကနေကောင်လေးတယောက်ကဓာတ်တစ်ချောင်းကိုကန်ပြီးအနီးအောင်တစ်သားတစ်လုံးကိုထွင်းထုတ်နေပါတယ်။ အဖိုးကြီးကတော့နူးညံ့တဲ့အပြုံးတစ်ခုကိုပြောလိုက်ပါတယ်။သူကကောင်လေးကိုကြည့်ရင်အတော်လေးကိုတင်းနေနေပါတယ်။ခဏကြာမှကောင်လေးရဲ့နှာခေါင်ကတွန့်သွားပြီးအဖိုးကြီးကိုမောကြည့်လိုက်ပါတယ်။ပြီးတော့ချက်ချင်းပဲသူ့ဆီကိုပြေးလာပြီးနူးညံ့တဲ့အတန်နဲ့မေးလိုက်ပါတယ်။ဘာလုပ်လဲ။အဖိုးကြီးကတော့လဖိန်ခွဲကိုချပြီးကောင်လေးရဲ့ခေါင်ကိုပုတ်တက်လိုက်ပါတယ်။ပြီးတော့ငါမင်းပြောတဲ့လူပဲ။သူကပြုံးပြီးတော့ပြောလိုက်ပါတယ်။ကောင်လေးကစကားပြောတော့မလို့ပဲရှိသေးတယ်။ထိုးချိန်မှာပဲအိမ်ထဲကနေခတ်တင်တဲ့အတန်တစ်ခုကထွက်လာပါတယ်။ဟူးစီ အဖိုးမနောက်ရှက်နဲ့ထွေးနေတဲ့ဟာတွေကိုဆက်လို့အတန်နဲ့တူတက်လက်ပိုင်းရွယ်မြေသားတယောက်ကလည်းကလကောဖိတ်မီအိမ်ထဲကနေထွက်လာပါတယ်။ကောင်လေးကတော့လက်မကြည့်ပါဘူး။တပင်းချလိုက်ပြီးတော့အဖိုးကြီးကိုဆူဆိုက်ပြီးတော့ကြီးလိုက်ပါတယ်။ပြီးတော့အိမ်ထဲကိုပြန်ဝင်ပြီးထွင်းထူးတဲ့လုပ်ငန်းကိုပြန်လုပ်နေပါတယ်။ဒါဝရင်သူ့ရဲ့မျက်လုံးထဲမှာတော့တန်တရားများရှိနေပါတယ်။အမျိုးသားကလည်းကောင်လေးကိုခဏကြည့်ပြီးတော့အဖိုးကြီးဘေးမှာဝင်ထိုင်လိုက်ပါတယ်။အဖိုးကြီးတို့ကလက်ဖေးကိုထည့်ပေးပြီးအဖေး မနေ့ဖြန်တောင်းပို့သွားမလို့သူကပြောလိုက်ပါလေအဖိုးကြီးကတော့သူမျိုးနူးညံ့စွာနဲ့ကြီးနေတော့မှတလက်ပိုင်ရွယ်မြို့သားရဲ့စကားကိုကြားတဲ့အခါဂုံးကြိတ်ပြီးဘာမှပြောတော့ပါဘူးတောင်းပို့မှဘာတလုံးမှလဲအမျိုးသမီးတယောက်ရဲ့အတန်ဝင်ပေါင်းနေထလာပါလေဇပင်းနေဖြူဖွေးနေတဲ့အသက်ကြီးကြီးအမျိုးသမီးတယောက်ဟာဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ချင်းတောင်းကိုကင်ပြီးဝင်လာပါလေတလက်ပိုင်ရွယ်မြို့သားကလည်းအမြန်မဲထပြီးချင်းတောင်းကိုယူလိုက်ပါလေပြီးတော့အမေ ရွာရဲ့ရှိဘက်အန်နူစီယာတောင်ပေါ်မှာကြားရကောင်ဟာရှိနေလို့ကြားတယ်။ဒါကြောင့်လူနှငယ်ကတွက်ကြည့်မလို့ကံကောင်းရင်တော့အဖေအတွက်အညစ်တဲကိုချုပ်ဖို့အတွက်ကြားတဲ့ကြီးကိုရားလိုက်မယ်။သူကပြောလိုက်ပါလေအသက်ကြီးကြီးမျိုးသမီးကတခုခုကိုပြောဖို့ပါဇက်ကိုဟားလိုက်ပြီမဲ့သူ့မိကိုကြည့်နေတဲ့အဖိုးကြီးကိုကြည့်ပြီးတပြင်းကိုချလိုက်ပါလေပြီးတော့သူကဘာမှပြောပဲခေါင်းခါလိုက်ပါလေတရပီတရကိုလုံသွားပြီမဲ့တလက်ပိုင်ရွယ်အမျိုးသားကတော့ပြတ်မလာသေးပါဘူးအသက်ကြီးကြီးမျိုးသမီးကြီးကတော့နေရောညပါဆောင်းညွတ်နေပြီမဲ့နောက်ဆုံးမှပြန်ဦးလာတာကတော့ပြေးဆုံးတဲ့အလောင်းတစ်ခုပါသူမက လည်းဝန်းနေလုံးလုံးသတိလစ်သွားပြီးနောက်ထပ်နိုးမလာတော့ပါဘူး။ယခုချိန်မှာအိမ်မှာအဖိုးနဲ့မိသားကြံပါတော့တဲ့။ကောင်လေးကတော့ထွန်းထူးတဲ့နီးကိုတင်ယူနေသေးပါ။အဖိုးကြီးကတော့ဘေးကနေကြည့်နေတော့မှထိုနေ့မှာအဖိုးကြီးကညင်သာစွာနဲ့ထွန်းထူးတက်သွားပြီလား။သူကမေးလိုက်ပါလေကောင်လေးကတော့ခေါင်းမော့ပြီးအဖိုးကြီးကိုညင်သက်ဆောင်နဲ့ကြည့်ကမတက်သေးဘူးထွန်းထူတာအယောင်ကိုခတ်တယ်ဘလို့မှလုံးလုံးမရဘူးသူကပြောလိုက်ပါလေ အဖိုးကြီးကလည်းခဏစဉ်းစားပြီးတပင်းကိုချကဘဏ္ဍခါစူးစမ်းပြီးပြီလေသူကမေးလိုက်ပါတယ်ကောင်လေးကခေါင်းမော့ပြီးအဖိုးကြီးကိုညင်သက်စွာနဲ့ကြည့်ကဒါ83ချိန်မြောက်နောက်တစ်ခါဆိုရင်တော့မဝေးတော့ဘူးသူကပြောလိုက်ပါတယ်အဖိုးကြီးကတော့တပင်းကိုချလိုက်ပါတယ်မေးရချင်သေးဘူးလားကောင်လေးကတော့မုန်းကောင်းကင်ကိုမုန်းချလိုက်ပါတယ်ခဏကြာမှသူကခေါင်းကိုခိုင်းရပြီးဘာလို့ရဲရမှလဲဒီဘဝကကောင်းပါတယ်အဖိုးကဘာလုပ်လဲဆိုတာမသိတာလွဲရင်ပေါ့သူကပြောလိုက်ပါတယ်ဒီလေပဲမှုကိုမင်းကအချိန်ချင်းထပ်ခါတလဲလဲလုံးနေအောင် ြစ်ပျက်ခဲ့တဲ့အရာအလုံးကတတ်မှတ်ပြီးသားဘာမှပြောင်းလဲမှာမဟုတ်ဘူးထွက်သွားတဲ့လူတိုင်းကပြန်မလာဘူးဆိုတာမင်းကသိတယ် ဒါ ው လဲမင်းကအချင်းချင်းတွေ့ပြီးပြီမမြင်သေးဘူးလားမင်းကတကယ်ပဲဘာလုပ်နေရလဲအဖိုးကြီးကလက်ဖေးကိုခေါ်အောင်မြှောက်ပြီးဗစက်နာကိုတိလိုက်ပြီမဲမတောက်လိုက်ပါဘူးကောင်လေးကလည်းမျိုးလုံးပြန်လွှဲပြီးလက်ထရက်တစ်တောင်းကိုထွန်းထူးကြည့်လိုက်ပါတယ်ခဏကြာမှာတော့ရဲရတော့မဲ့အချိန်ကိုရောက်ပြီလားမဟုတ်သေးဘူးသူကပြောလိုက်ပါတယ်ကောင်ငင်းကန်ဂျမာခိုင်းတဲ့ဘော်ဒီပင်အောက်မှာလူညံ့တဲ့ပုံတံရှိတဲ့အမျိုးသားရဲ့မျက်နှာတကြည်သွားပါတယ်သူက၈ရက်လီဟန်နေကိုစိုက်ကြည့်ပြီးမျိုးလုံးများလည်းဖောက်မိုက်သွားပါတယ်၈၃ရက်ဒီလူကတကယ်ကိုတမ်းမမဟုတ်ဘူး ဂျူနီယာတပည့်ဆွန်ရန်အောင်68ရက်ပဲခန့်နိုင်တာဒီစံတတ်မှု၃ခုကစံတတ်ချက်တစ်ခုဖြစ်ပေမဲ့ညံအလင်းရရင်ကောင်းကင်ရပေးတဲ့အခွင့်အရေးပဲစံတတ်မှု၃ခုကတသက်မှတစ်ခါပဲခန်းစားရတဲ့အကြောင်းဆရာကဒါကိုအများကြီးကြိုးစားပြီးတော့တိစောက်ထားတာဒီဝန်လင်းကပထမစံတတ်မှုမှာ83ရက်ခန့်နိုင်တယ်ဒီလူကနေလို့မရဘူးသူ့ရဲ့မျက်နှာပိုပြီးတော့ဖော်မိုက်လာပြီးစိတ်မဆုံးဖြစ်နိုင်တဲ့ပုံပေါက်နေပါတယ်ပြီးတော့လက်နှစ်ဖက်နဲ့လောကကတိုင်ကိုလှုပ်လိုက်ပါတယ်သူ့ရဲ့လက်ကနေရုံစုံအလင်းတန်းများကလည်းထွက်လာပါတယ် ဂျူနီယာသဘဲငယ်ငါမင်းကိုကူညီမယ်ထို့သောပြောပြီးနောက်သူကရှေ့ကိုလင်ညိုနဲ့ထိုးလိုက်ပါတယ်ရောင်စုံအလင်းတန်းဝေးရနေပြတ်ကွက်သွားပါတယ်လူသားဆက်သက်မှုထဲမှာကောင်လေးရထွင်းထူးနေတဲ့ရုပ်တရက်ခေါင်းကိုမော်လိုက်ပါတယ်မိုးကောင်းကင်မှာရောင်စုံလင်းတန်းများပေါ်လာပြီးမျက်စိကျင်းစရာအလင်းတန်းများလည်းထွက်လာပါတယ် ထိုဝလင်းတဲ့နေရာအရန်အမပြင်းထက်ပါနေဘယ်နေရာကိုထိလိုက်ထိလိုက်နှင်းပေါ်မှာတံပူတင်လိုက်သလိုပဲပျော်ကျသွားပါနေပန်းတဲ့နေတော့မရှိတော့ပါဘူးရွာတွေကအိမ်တွေအလုံးကလည်းပျောက်ကွက်သွားပြီးအဖျော်မီးခိုးတွေဖြစ်သွားပါနေအလင်းရောက်အောင်မှာအိမ်တွေတလုံးပြီးတလုံးကပျောက်ကွက်သွားပါနေရွာရဲ့မြောက်ဘက်အဆုံးကတတရအိမ်ရသာကျန်တော့ပါနေကောင်လေးရဲ့မျိုးလုံးထဲမှာထူဆန်းတဲ့အလင်းရောက်များကလည်းပေါ်လာပါနေပြီးတော့ထွန်းထွန်းတော့ရွက်လိုက်ပြီးလက်ထဲကဓာတ်ကိုဝင်လိုက်ပါနေငွေရောင်းလင်းတဲ့ခုကိုမုကောင်းကင်ကရောင်စုံလင်းတဲ့စီကိုပြုတ်လွတ်လိုက်ပါနေ မူကောင်းခင်ကနေကြောင်းမဖွေရအတန်တစ်ခုကလည်းထွက်ပေါက်လာပါတယ်ပြီးတော့တုံခါမူကပုံဝင်ချင်းမြခိုးတွေကိုလွန်သွားစေပါတယ်ရောင်စုံအလင်းတန်းလေးတိုက်ခိုက်ခံရတဲ့ဖျောင်းတိုင်းလူပဲတဖြည်းဖြည်းနဲ့လင်းလာပါတယ်ဒူဝရင်မကြခင်မှာပဲရောင်စုံအလင်းတန်းကထူးဆန်းစွာနဲ့တောက်ပလာပြီးပြန်လည်ပေါင်းစည်းသွားပါတယ်ရောင်စုံအလင်းတန်းကအရာအလုံးကိုထွက်ပေါက်မြင်နိုင်တဲ့မျိုးလုံးတစ်စုံဖြစ်သွားပါတယ်ထိုမျိုးလုံးကကောင်လေးကိုစိုက်ကြည့်နေပါတယ်ကောင်လေးရဲ့မျိုးလုံးများလည်းအစ်ဆက်သွားပါတယ်ပြီးတော့ညာလက်ကိုဝင်ရလိုက်ပါတယ်ခြံထဲကတရားပိုင်းစားအလုံးကလည်းမူဘုတ်ကိုပြန်တက်သွားပါတယ် ကောင်လေးရဲ့လက်ကအမြဲမဲ့လှုပ်ရှားပြီးမြေကြီးမှကြားနေတဲ့တသားထောက်ရစီကိုငွေရောင်အလင်းနဲ့အမြောက်များပို့လွှတ်လိုက်ပါတယ်ချက်ချင်းပဲအိမ်နေနဲ့ရွာသားတွေရဲ့ပုံတူတွေကလည်းပြန်ပေါ်လာပါတယ်ကောင်လေးကလက်ကိုတစ်ချက်ထခလိုက်ပါတယ်ထွန်းထုထားတဲ့ပုံတူအလုံးမှမိရောက်တွေကလင်းလာပါတယ်မိရောက်ကအစာတော့တင်းငယ်မဲ့မြေမှဆံပဲကြီးထွားလာပြီးပြန့်နှံ့သွားပါတယ်ရွာရွာသားတွေပန်းတွေငှက်တွေစားတွေအလုံးကပြန်ပေါ်လာပါတယ်ထိုနေရာကလည်းနိုင်ပန်းဖုံလိုပြည့်ဖြစ်သွားပါတယ်မင်းကဘာလုပ်လဲဆိုတာငါမသိဘူးဒါပေမဲ့အခုတော့ပျောက်ကွယ်သွားစမ်း ကောင်လေးရဲ့အတန်ရှင်းတာပေမဲ့တက်ဖက်ကျင်တဲ့စိတ်များပြင်းထန်နေပါတယ်။မိုးကောင်းကင်ကမျိုးလုံးစုံဟာကောင်လေးကိုစိုက်ကြည့်ပြီးခနာကြမှာပျောက်ကွက်သွားပါတယ်။ကောင်ကင်ကံကြမ္မာခံရဲ့ဗောရိပင်အောင်မှာရွေရနူးညံ့တဲ့လူကမျိုးလုံးများလင်းလက်သွားပြီးတူတူလေးပြောလိုက်ပါတယ်။ဒါဆိုရင်ဒါအထီလိုဒီလူရဲ့တောင်ကပြန်လည်ဝင်စားခြင်းတန်တရားနဲ့ဆက်ဆက်နေရ။သူက83ရက်ခန့်နိုင်တာအံ့ဩစရာတော့မရှိဘူး။နေ့တိုင်းသူကပြန်လည်ဝင်စားခြင်းတန်တရာတစ်ခုကိုကြောက်တွေ့ရပြီးပြန်လည်ဝင်စားခြင်းတန်တရာပုံမှာသူ့ရဲ့နားလည်မှုကတိုးလာတယ် လူသားဆန္ဒမှုထဲမှာအဖိုးကြီးကတပင်းကိုချလိုက်ပြီးမတရက်ကကောင်လေးကိုကြည့်ပြီးညင်သာစွာနဲ့ပြောလိုက်ပါတယ်84ကြိမ်မြောက်စတော့မယ်မင်းကဆက်လုပ်ချင်သေးလားကောင်လေးကတော့တန်တရာ83ကိုပြီးတော့မပြီးသေးတဲ့တသားထွင်လာတဲ့ရုပ်ထုကိုငုံကြည့်လိုက်ပါတယ်ထိုရုပ်ထုကတော့အမျိုးသမီးတယောက်ရဲ့ပုံပါဆက်လုပ်ရအောင် ဓာတ်တောက်အိုးရှာဖွေခြင်းပြီးတော့လူသားဆန်းသက်မှုရဲ့နောက်ွယ်ဟာအမှန်တရားကောင်းကင်ကံကြမ္မာကံရဲ့အနှဆိုင်ဆုံးနေရာအလုံးစုံမြင်သူကမျိုးလုံးမြောက်အောင်မှိတ်ပြီးကောင်းကင်ကံကြမ္မာကံရဲ့အနှဆိုင်ဆုံးနေရာအနှဲအောင်ရစ်ပလင်ရဲ့အလဲမှာကျင့်ကြံနေပါတယ်ရုတ်တရက်မျိုးလုံးကိုဖိလိုက်ပြီးကျင့်တဲ့အပြုံးနဲ့ဒီကလေးရောရောင်းတော်တယ်သူကပြောလိုက်ပါတယ်ဆယ်ရဲ့အကြာမှာလူသားဆန်းသက်မှုထဲကနိဗ္ဗာန်ထဲကနေလူတယောက်ဝထွက်လာပါတယ် ဆယ်ရဲ့ကြာမှာလူသားဆန်သက်မှုထဲကနိဗ္ဗာန်ဘုံထဲကနေလူတယောက်ကထွက်လာပါတယ်ထိုအရာတော့ကောင်လေးကခြံဝန်းထဲကနေပထမအဆုံးချိန်ထွက်လာတာဖြစ်ပါတယ်ပထမအဆုံးခြေလဲမှာတော့သူကကောင်လေးပဲရှိပါသေးတယ်ဒူရီယာခြေလမ်းမှာတော့ဆက်ကြွတက်ဖြစ်သွားပြီးတတရခြေလမ်းမှာတော့လူငယ်တယောက်ဖြစ်သွားပါတယ်လူငယ်ရဲ့ဇွေနေရလေလေမရှိပဲလှူရှားနေပြီးနှင်းဖြူရောဝင်းရောဝစ်စင်လာပါတယ်သူ့ရဲ့လက်ထဲမှာတော့တတရယုတ်ထုတစ်ခုကိုကင်ထားပါတယ်နောက်ဆုံးမှာတော့ယုတ်ထုကပြီးသွားပါပြီး ရုပ်ထုကတော့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးနူးညံ့ပြီးလှပတဲ့နတ်သမီးတစ်ယောက်လိုအမျိုးသမီးတစ်ယောက်ရဲ့ပုံမှာသူမရဲ့ပါဇက်ကနေနေလိုလင်းတဲ့အပြုံးတစ်ခုဟာဖြစ်ပေါ်နေပြီးသူမရဲ့မျက်လုံးများကတော့ပျော်ရွှင်တဲ့အမူအရာကိုထုတ်ဖော်ပြနေပါတယ်။လူငယ်ကတော့ဝမ်းလင်းပါအ ਨੇ စုံတန်တရားတရားမရှိရင်ဘလို့လို့ပြီးတော့တောက်အိုရှာဖွေနိုင်ပါလေအ ਨੇ စုံနှစ်ထောင်ကျင့်ကြံမှုမရှိရင်ကောင်းကင်ကဘလို့တောက်အိုရှာဖွေပါလေ ဒီလူသားစမ်းသပ်မှုကစိတ်ဝင်စားစရာပဲဝယ်လျဲ့မြလုံးများလည်းအခုတော့အေဂျင့်တွေပါတယ်ထိုစမ်းသပ်မှုကသူ့ကိုထူဆန်းတဲ့ပြောင်းလဲမှုတစ်ခုကိုဖြစ်ပေါ်စေပါတယ်ဒို့ရတဲ့သူကတော့ထိုပြောင်းလဲမှုကိုကောင်းကောင်းကြီးဖုံးကွယ်ထားတာကြောင့်သတိထားမိဖို့အတွက်အယောင်ခက်ခဲပါတယ်သူ့ရဲ့မြလုံးများတော့ကြက်ရောက်နေလို့ရခင်အားထပ်ပို့ပြီးတော့ကြည်လင်နေပါတယ်ဝယ်လင်းကလီဟန်တွေထဲမှာပျောက်ကွယ်သွားပြီးလူသားစမ်းသပ်မှုကနေထွက်လာပါတယ်ကဘာမေးစမ်းသပ်မှုကြင်ကြက်မှုကိုစမ်းသပ်မယ်မင်းကစင်သိပ်ဖြစ်ပြီလားဝင်ရဲ့လားဘာလို့မဝင်ရဲ့ရမှာလဲ ဝယ်လင်းကတော့မိမိလေးပြုံးပြီးခေါင်းမောလိုက်ပါတယ်။ကဘာမေစံတက်မှုရဲ့နေရာအနီအောင်ကဘာတစ်ခုဖြစ်ပါတယ်။မိတိုင်းနေရာမြေကျောကနေကောင်းကင်ထဲကိုပန်းထွက်နေကြပါတယ်။ဝယ်လင်းကတော့တင်းငိမ်ဆောင်တဲ့ရက်နေပြီးပဝင်ချင်းကိုကြည့်နေပါတယ်။မျက်နှာအနေထားကတော့တင်းတင်းငိမ်နဲ့ဖြစ်နေပါတယ်။ဒီနေရာကကျင့်ကြံမှုစံတက်တာ ဘလို့နီးနေလဲဆိုတာတော့မသိသေးဘူး။ဝယ်လင်ကစဉ်းစားရင်ရှေ့ကိုလှမ်းလိုက်ပါတယ်။ထိုးအချိန်မှာအရန်မွေတဲ့အကွက်ကြောင့်တစ်ခုကနေမိတိုင်းတစ်ခုကကောင်းကင်ထဲကိုပန်းထွက်လာပါတယ်။မိကကောင်းကင်ထဲမှာမိရဲ့နီအောင်ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ထိုးလူရဲ့ခေါင်းမှာလေမရှိပဲလှုပ်ရှားနေတဲ့သပင်အနီတွေကရှိနေပါတယ်။လှုပ်ရှားနေတဲ့ရေပွဲလက်တွေလိုပါ။သူ့ရဲ့လက်မောင်းတွေရဲ့ရင်ဘက်မှာတော့ချုပ်ထားပြီးမျက်နှာပေါ်မှာတော့မှိန်ဖြိုးတဲ့အလင်းရောင်တစ်ခုကပေါ်လာပါတယ်။အိဆက်တဲ့အတန်တစ်ခုကမိရဲ့ပုံရိပ်ပါးစပ်ကနေထွက်လာပါတယ်။ငါမြေကြီးစမ်းသပ်မှုရဲ့အုပ်ချုပ်သူပဲ။ ငါ့ကိုအနိုင်ယူနိုင်ရင်မင်းရဆက်သွားလို့ရတယ်ဝယ်လင်းရတော့တင်းငိမ်ဆောင်နဲ့ပုံရိပ်ကိုကြီးလိုက်ပါတယ်ပြီးတော့ဘာမှပြောပဲရှေ့ကိုတုံးဝင်သွားပါတယ်သူ့ရဲ့လက်တွေကိုလည်းလောဟချင်းပူလိုက်ပြီးရှေ့ကိုတုံးထုတ်လိုက်ပါတယ်ကြီးမားတဲ့ဆွမ်းအားတစ်ခုကဝယ်လင်းရဲ့ကိုကနေရုတ်တရက်ပေါ်ထွက်လာပြီးသူ့ရဲ့ရှေ့မှာဆူဝေးသွားပါတယ်ဝယ်လင်းရတော့ဖျော့ဖျော့လေးပြောလိုက်ပါတယ်ဖြိုခွဲလိုက်သူ့ရဲ့ခန္ဓာကိုယ်ကရွှေရုံတောက်ပေါ်လာပြီးမိရဲ့ပုံရိပ်ရဲ့မျိုးလုံးများရုတ်တရက်တောက်ပေါ်လာပါတယ်ပုံရိပ်ကလည်းလင်းမြဆွမ်းနဲ့နောက်ဆုတ်သွားပြီး သူရဲ့ထုတ်ထားတဲ့လမောင်းတွေနဲ့ကွဲလဲရပါတယ်။ဒိုင်းကနဲတန်တဲ့တူတဲများလည်းလွတ်ဆင်သွားပါတယ်။မြေပြင်မှာလည်းအကွက်ကြောင်များပေါ်လာပြီးမြေပြင်တစ်ခုလုံးကိုလှိမ့်မဆွန်နဲ့ပြန့်နှံ့သွားပါတယ်။မီးရဲ့ပုံရိပ်ကလည်းလှိမ့်မဆွန်နဲ့နောက်ဆုတ်သွားပါတယ်။သူရဲ့လက်နက်ဖက်လုံကတော့သွေးတွေနဲ့ပိပွားနေပါတယ်။ရက်လိုက်ပြီးနောက်သူကဝန်လင်းကိုမီးရဲ့မျိုးလုံးများနဲ့စိုက်ကြည့်နေပါတယ်။ဝန်လင်းကတော့ရက်လိုက်ပြီးသူ့ရဲ့လက်ကိုနောက်ကျောင်းမှထားလိုက်ပါတယ်။ပြီးတော့ပုံရိပ်ကိုကြည့်ပြီးတင်းငိမ်စွန်နဲ့ပြောလိုက်ပါတယ်။ ဆင်းလိုက်တော့မင်းရဲ့ပုံရင်ကလည်းခဏစဉ်းစားပြီးနောက်ဝန်လင်းကိုအုံညွှန်းလိုက်ပါတယ်ပြီးတော့မင်းရဲ့အဖေပြောင်းပြောင်းသွားပြီးမေကျော်ထဲမှာပြောက်ကွက်သွားပါတယ်ဝန်လင်းကတော့ဝေယောကိုတင်ငင်စွာနဲ့ကြီးလိုက်ပါတယ်သူ့ရဲ့ကြင်ကြက်မှုကိုစမ်းသပ်မဲ့ယာတွေကနောက်ထပ်ရှိနေဦးမှာမင်းကောင်းကင်ကံကြမ္မာဂိုင်းထဲမှာတရားဥကငါ့ကိုပြင်ပန်းနေစောက်ကြည့်နေမှာပဲဝန်လင်းကတော့မိဖြိုးတဲ့အပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ်ရှစ်ဆက်သွားမဲ့အစားသူကနောက်ကိုပြန်ဆုပ်လိုက်ပါတယ်ငါကဘာမီစမ်းသပ်မှုကိုစွန့်လွတ်တယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်